တော့ရေမွေးဆွရင်ရောဘယ်လိုဆွရမလဲလောက်ပြပြပေါ့နော်ဟုတ်ပြီလောက်ပြပြပေါ့ကျွန်တော်အဲဟုတ်ပြီကျွန်တော် spray routine လေးကအရင်တော့နဲ့မတူဘူးနည်းနည်းပြောင်းသွားပြီပေါ့နော်ဆိုတော့ဟိုတစ်ခါတစ်ခါဆွမယ်ဆိုလို့ရှိရင်ပုံမှန်ကျွန်တော်က3ချက်ဆွစီခြင်းနော်အနည်းဆုံး၃ချက်ကော်လာဘုံနေရာလေးအင်းအောက်အသားနေရာကိုတစ်ဖက်တစ်ချက်စီပေါ့နော်ဘယ်လိုလဲဖြန့်ထည့်လိုက်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ရေမွေးကအင်းကြီးတင်းနဲ့အုပ်သွားဖြစ်တဲ့အတွက်ဒီအနံ့ဒီပို့ပြီးဆွဲသွားတယ် ီးတော့လို့ရှိရင်အသားမှာထိပြီးတော့ဆွတ်တာဖြစ်တဲ့အတွက်ဒီရေမှုအနေနဲ့ပုံပြီးပြက်သွားဆိုတော့ပိုလည်းပြက်သွားလို့ထိုးပြီးတော့ဆွဲရမှာဒီကော်လာပုံကြီးအဲ့ဒါပြီးတော့ရင်တော့ကိုကလမ်းလျှောက်သွားတိုင်းအနောက်မှာအနှံ့ကျအောင်ခုံးမှာတစ်ချက်ဆွတ်ဒါဆိုကျွန်တော်ဆွတ်တာနည်းနည်းလေးတော့များတယ်ပေါ့နော်အဲ့ဒါပဲပြမယ်ကျွန်တော်ဆွတ်တဲ့ပုံစံပေါ့နော်အဲ့ကျွန်တော်များတော့အချင်းပေါ့နော်ဟိုဒီမွေးဆွတ်တော့မယ်ဆိုရင်ပေါ့နော်ဘောလည်းဒီကာရောခါရပေါ့ဒီမျိုးအနေထိုင်နေမှာစလို့ဟေးဟုတ်တယ်အနေထိုင်မှာစလို့ ဟိုတင်းတင်းတည်းရော shake လုပ်တတ်တယ်ပေါ့ဒါဒါကိုယ့်ရဲ့အကျင့်ပေါ့အဲ့တော့ရေမွေးဆွတ်တော့မယ်ဆိုရင်များတော့အပြင်ပေါ့နော်ဘရာသုံးခါဆွတ်တယ်ကျွန်တော်ကဒီဒီမှာပေါ့နော်ဘရာလိုမျိုးပဲဒီမှာတစ်ခါဆွတ်တယ်ဒီဘက်ချက်မှာတစ်ခါဆွတ်တယ်ပြီးရင်ဒီအင်ဂျီမှာပေါ့လက်မောင်းမှာပေါ့ဒီဘက်ချက်မှာတစ်ခါဆွတ်တယ်ဒီဘက်ချက်မှာတစ်ခါဆွတ်တယ်အဲ့တော့လေးချက်ရှိနေပြီးရင်ကျွန်တော်ကဖုန်းကိုဆိုရင်ဘဲဘဲလက်နဲ့ကင်တာများတယ်ပေါ့နော်အဲ့တော့ဒါတော့ဟုတ်ဒီမွေးကျွန်တော်အတွက်ပဲပေါ့နော်အဲကျွန်တော်တနေ့ကိုအနံ့ရဖို့အတွက်ပဲဆိုတော့ဒီလက်မှာတစ်ချက်ဆွတ်တဲ့ လက်ရှိရပေါ့နော်အဲ့ဒါငါးချက်ရှိနေပြီအခုနောက်တော့ brother နဲ့တူတာဒီနောက်ကိုဆွတ်တာကျွန်တော်ကအကျင့်ပါတယ်ပေါ့နော်ဘာလို့ကိုယ့်ရဲ့နောက်ကလူတွေအနံ့ရအောင် brother ပြောလိုမျိုးပဲပေါ့နော်အဲ့တော့ကျွန်တော်ကစုစုပေါင်း6ချက်ဆွတ်တယ်ပေါ့နော်နည်းနည်းလေးတော့များလားပေါ့နော်အာယာတီဦးတို့အေးတဲ့အချိန်မျိုးဆိုရင်တော့ကိစ္စတော့မရှိကောင်းတယ်ဘာလို့ဆိုတော့ရေမွေးတွေကဒီယာတီဦးတို့အေးလို့ရှိရင်တို့ကနည်းနည်းလေးအုပ်အုပ်လေးဖြစ်သွားတယ်ဟိုယာတီဦးတို့ပူလို့ရှိရင်ရေမွေးအရင်ပွင့်ထွက်သွားပြီးတော့တစ်ချက်တော့ဆွတ်ထားရင်အနံ့ပြန်လာ ဖြစ်တတ်တယ်ဟိုဟင်းအိုးနဲ့တူတယ်လို့ပြောရမှာပေါ့ကျွန်တော်ဟင်းတစ်ခုခုချက်လို့ရှိရင်အောက်ကနေအပူပေးထိုင်အဲဟင်းအနက်ပူပူပြီးမှုေးလာတယ်လို့ပြောပေါ့ကြာတိဘူးလို့ပြောလို့ရှိရင်ရေမှုေးအနက်ပူပြင်း Yeah ကျွန်တော်ရန်ကုန်မှာရေမှုေးဆွတ်တော့ဆိုရင်ကျွန်တော်ရုံးကထဲမှာရှိရတယ်မရှိရတယ်တယုံလုံးတည်ကိုတီးရောက်နေပြီဆိုရင်တယုံလုံးကရေမှုေးအနက်ရတယ်ပေါ့နော်ဟိုကိုကရေမှုေးအများကြီးဆွတ်လက်ရှိရပေါ့နော်ဒါပေမဲ့ဒီမှာကျတော့တိတ်တောင်မတိကြတော့ဘူးပေါ့နော်ဟိုဂျာတိကတူကတအားအေးရဲ့အတွက်ကြောင့်မဟုတ်ပေါ့နော် ပြီးကျွန်တော်လက်ကတစ်ဖက်ပဲဆွတ်တာပေါ့နော်ဒါခုနကကျွန်တော်ပြောလိုမျိုးပဲပေါ့နော်ကျွန်တော်ဖုန်းကဒီဘက်အချက်နဲ့ကိုင်တာပေါ့နော်အမြဲတမ်းပေါ့နော်တနေ့ကအနက်ကိုကကိုရအောင်ပေါ့နော်ကိုအဲ့ဒီအနက်ကိုရနေစိတ်ချမ်းသာတယ် confidence ရှိရပေါ့နော်ဟိုကိုကကို AC ဖြစ်တယ်မှုမှုလည်းတော်တော်လေးကောင်းတယ်ဗျာဒီရေမွေးကိုဆွတ်ထားတဲ့အနက်ကိုကိုရတဲ့အခါမှာပေါ့နော်အဲ့တော့ညာဘက်အချိုင်ကိုဆွတ်တင်တာပေါ့နော်အဲ့ဆိုနည်းနည်းလေးများတော့ဟိလာပေါ့နော်ရပါတယ်ညာဘက်ဆွလို့ရတကယ်လို့အဲ့လိုမဆွချင်လို့ရှိရင်အကို အဲဘယ်မှာချမ်းအောင်ဆွတ်ထားတဲ့ဟာကိုညာဘက်လက်လေးဒီလိုလေးပဲတို့တယ်อืมဟိုမပုတ်ခိုင်းမပုတ်နဲ့ဗောနော်ပုတ်လိုက်လို့ရှိရင်ဟိုပြက်သွားတယ်ဒီလိုလေးပဲတို့တက်လုံးလားအဲ့ဆိုရဈေးကြီးရဲ့ရေမွေးလေးဆိုကျွန်တော်အဲ့လောက်ကြီးတော့မဆွတ်တော့ဘူးဗောနော်အခုနကတော့ brother ပြောနေမှာဒီမှာတစ်ချက်ဒီမှာတစ်ချက်နောက်တစ်ချက်ဆိုရပြီဗောနော်သုံးချက်ဆိုရပြီအဲ့လို 6ချက်9ချက်မလောက်တော့ဘူးပေါ့နော်အဲ့တော့ဒါကလည်းတတိအတွက် new landing ပါပေါ့နော်အဲ့တော့တောင်းတောင်းရေမွေးဆွတ်တဲ့ပုံစံတော့မတူဘူးပေါ့နော် yeah အခု time back ကိုလာရင်တော့ maybe 3ချက်ပဲဆွတ်မယ်ပေါ့နော်တအားများရင်လည်းမကောင်းပြန်ဘူးပေါ့နော်